မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တာငူခရိုင်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး9ဦးဖမ်းဆီးရရှိထိုင်းမြန်မာနယ်စပ်ကနေလီစစ်တပ်စခန်းသိမ်းပွဲတွင်120မမလက်နက်ကြီး၂လက်အပါအဝင်လက်နက်ခဲယံအများအပြားသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းတောင်ငူခရိုင်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်မှုစစ်သားစိတ်ဦးသိဆုံးပြီးခုနှစ်ဦးဖမ်းဆီးရရှိကြောင်း KNLA သတင်းရင်းမြစ်ကပြောဆိုပါရယ်မီလ19ရက်နေ့ KNU ချက်မဟာသုံးနေပြီးတောင်ငူခရိုင်အတွင်သို့စစ်တပ်ကစစ်ကြောင်းထိုးလာရာ KNLA ပူးပေါင်းတပ်များကစစ်တပ်ကိုတိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းမှဆုတ်ခွာထွက်ပြေးသွားပြီးစစ်ကြောင်းပြတ်သွားကြောင်းရင်တိုက်ပွဲတွင်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး၇ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းလက်နက်ခဲယံများလည်းတင်းစီရရှိခဲ့ကြောင်းသိရပါတယ် သက်ဆိုင်ရာကတရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်လေရင်တရီထားရတာရဲ့နေမည်မတည်ငြိမ်သေးတာရဲ့ကြောင့်နေရာအတိအကျတော့ထုတ်ပြောလို့မရသေးဘူးဟု KNL သတင်းရင်းမြစ်ကပြောဆိုပါတယ်ချုပ်ပြင်းယမန်နေ့ညပိုင်း KNL ပူပေါင်းတပ်များကတင်ပိုက်ခဲ့သောထိုင်းမြန်မာနယ်စပ်ညဝတီမြို့နယ်အတွင်းရှိကနယ်လီစစ်တပ်စခန်းမှာ120မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ခဲယံအများပြသိမ်းဆည်းရရှိကြောင်းအဆိုပါစခန်းတွင်စစ်တပ်ဘက်မှအင်အား100ကျော်ရှိပြီးအင်အား90ကျော်မှထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း ကျန်းအင်းအားများမှမူစစ်သုံးပိုင်းအဖြစ်ဖန်ဆီးရရှိခြင်းပြည်ခတ်မှုအတွင်းသေဆုံးမှုများရှိသည့်အပြင်နီးစက်ရတော်ဆန်းနှင့်စိုက်ခင်းများအတွင်းတို့လည်းထွက်ပြေးခြင်းများလည်းရှိကြောင်းသိရပါသည် KNU ၏ထုတ်ပြန်ချက်တွင် KNU တပ်မဟာ6နယ်မြေတွင်စစ်တပ်ကကျူးကျော်တပ်ဆွဲထားသောကနယ်လီတပ်စခန်းကိုယမန်နေ့မေလ28ရက်နေ့ညနေ6နာရီအချိန် KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည် အလားတူယနေ့နနက်ပိုင်းတွင်လည်းကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းရှိရွှေအေးမြိုင်စစ်တပ်စခန်းကိုလည်း KNLA ဦးဆောင်သောတော်လန်ရေးတပ်များကအပိသက်နေနေရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတောင်တာမြို့ပေါ်တွင်တပ်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မန္တလေးတိုင်းတောင်သာမြို့ပေါ်တွင်တက်ဆွဲထားသောအကြံဖက်စစ်ကောင်သည့်တပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မေလ22ရက်နေ့နနက်ပိုင်းတွင်တောင်သာမြို့မင်္ဂလာဦးရဲမင်္ဂလာဦးဂိမ်းနှင့်တောင်သာမြို့ ဘူရာကုန်းရဲဝန်ထမ်းအိမ်ယာဝန်တို့ကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက်ယင်းနေ့ညနေ၄နာရီခန့်တွင်တောင်သာမြို့၏အနီးရှိ Off Day Gas Station တွင်စောင့်ချက်တပ်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုတော်လရေးတပ်ဖွဲ့များကလက်နက်ကြီးနဲ့နိုင်ငံများဖြင့်ထတ်မှန်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သားနှင့်ရဲနှုတ်ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုအတွင်ဖြစ်ပွားပြီးနောက်တော်လရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူမြင်းချန်ခရိုင်တရင်တော်မိတိလာမြို့နယ်ပါကာဖာတရင်မှုရဲဘော်ကီဦးဆောင်သောနေပြည်တော်801 PDF တောင်သာစစ်စင်ရေးအဖွဲ့တို့ကဖူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးလုံခင်းကိုပေးမဖြတ်ရင်လေချောင်းမှပုံကျဲခိုင်းမယ်လို့စကစာမှချိန်ကြောင်းလုံခင်းမှာလူသားထိုင်းတချို့နဲ့အတူယနေ့မနက်ပိုင်းတွင်ဖားကန့်သို့ဆက်ချီတက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဖားကန်းမြို့ကိုစစ်ကြောင်းထိုးပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ဖားကန်းမြို့နဲ့၃မိုင်အကွာလုံခင်းဒေသမှာ KIA နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ပိတ်မိနေခဲ့ပြီးယနေ့မနက်ပိုင်းမှာတော့ဖားကန်းကိုဆက်လက်ချီတက်လာနေတယ်လို့သိရပါတယ်။ 2025ခုနှစ်အေပီလမှစတင်ပြီးဖားကန့်ဒေတာသုံးစစ်ကောင်စီမှစစ်ကြောင်းနှစ်ကြောင်းခွဲကချီတက်ခဲ့ပြီးလုံခင်ဘက်ကိုရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုထော်လန့်ရေးအင်အားစုတွေကဖိတ်ဆို့တိုက်ခိုက်နေတာကြောင့်ဖားကန့်တိမချီတက်နိုင်ပဲလုံခင်ရွာမှာတိုက်ပွဲဖြစ်ပွားပြီးပိတ်မိနေတယ်လို့သိရပါတယ်။အဆိုပါပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့လုံခင်ဒေတာရှိ ရမီရဖတွေကိုခေါ်ပြီးဖျားပေးချင်းကြောက်ကယနေ့မနက်ပိုင်းမှာဖားကန်တို့ဆက်လက်ချီတက်သွားတယ်လို့သိရပါတယ်။စကားစကားဒီကလူကြီးတွေကိုခေါ်ပြီးသူတို့ဖားကန်ကိုသွားခြင်းနဲ့ဒါကိုပြစ်တာခတ်တာလုပ်ရင်ရွာကိုဘုံကျဲခိုင်းမယ်ဆိုပြီးမနေ့ကချင်းကြောက်သွားတယ်။ဒီနေ့တော့လုံကင်းကနေစစ်ကြောင်းကထွက်သွားပြီး ဟာကန်တဲ့ဝင်နေပြီးကြားတယ်ဟုဒေသခံတအူးထံမှသိရပါတယ်။အဆိုပါစစ်ကြောင်းအနေနဲ့မေလ28ရက်ရမန်နေ့ကလည်းလုံခင်းမှာရှိနေစဉ်ဒေသခံပြည်သူ20ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့လုံခင်းလမ်းပေါ်မှာလည်းမထင်ရင်မထင်သလိုပြစ်ခတ်မှုတွေပြုခဲ့တယ်လို့လည်းအဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။ မနေ့ကလူသားတိုင်းအနေနဲ့ဖမ်းနေတဲ့အချို့တွေတော့ပြန်လွတ်ပြီးလို့ကြားတယ်။ပြီးတော့စကားစပြစ်လို့တင်နေတဲ့အလောင်းတချို့လည်းဖြိုးကုံစုံဆိုင်ရှိမှရှိတယ်။ခုတိမကောက်ရသေးဘူး။စစ်ကောင်စီအနေနဲ့လုံခင်းမှတက်စင်ဖားကံမျိုးကိုထွက်ခွာသွားခဲ့ပြီးဆိုပေမဲ့လည်းလုံခင်းမှနောက်ချန်တက်ပွဲချန်ထားခဲ့တယ်လို့သိရပြီးပြည်သူတွေအနေနဲ့လည်းထိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားမှာကိုစိုးရိမ်လျက်ရှိတယ်လို့သိရပါတယ်။ဆလပင်စကိုင်းမြို့နယ်ကင်းရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှုနေအိမ်၁၈လုံးပြကြတဲ့ဆွေတဲ့တဲ့ရင်ကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်ခင်းရွာကိုအကျန်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်၁၈လုံးပြာကျခဲ့ကြောင်း Wallet Information Network တာဝန်ခံကိုနဂါလီကသတင်းဌာနသို့ပြောဆိုပါရယ်မေလ28ရက်နေ့တွင်စကိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကျေးရွာအတွင်ဝင်ရောက်စီးနှင်ချိန်တွင်ပြည်သူအလုံးထွက်ပြေးတိမ်းရှောင်နိုင်ခြင်းကြောင့်ဖမ်းဆီးခံရသူများနှင့်တပ်ဖြတ်ခံရသူများမရှိကြောင်းသိရပါတယ်။ ပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရတာတော့မရှိပါဘူးစစ်ကွေးစစ်ကြောင်ထိုးလာတယ်ဆိုတာသိရတော့ဒိန်းဆောင်ထားရတာပေါ့အရင်ကလည်းမင်းကုန်းကခဏခဏကင်းရွာရဲ့တောင်ဘက်တင်မောကျင်းဘက်ကိုထွက်တယ်လေပြည်သူတွေလည်းမနေရဲကြဘူးလို့သိရတယ်အခုကခွေးကမီးရှို့ပြီးပြန်ထွက်သွားတာဟုဝက်လက် information network တာဝန်ခံကိုနဂါလေးကပြောဆိုပါတယ်စစ်တပ်စစ်ကြောင်းသည်ကင်းကျေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်၁၈လုံးကိုမိရှုဖြတ်စစ်ပြီးနောက်ကျေးရွာအတွင်းမှပြန်လည်ထွက်ခွာသွားတော့လေပြည်သူများဤလက်ရှိချိန်ထိကြောက်လန့်နေသောကြောင့် ကျေးရွာအတွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် ဆက်လက်ပြီးပြည်သူတွေခက်ခဲကြက်တဲနေလို့နေဆက်ဂိတ်တွေပြန်ဖွင့်ပေးဖို့တရုတ်ကို TNL တောင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေ73စီတွေနဲ့လူ3ကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်ပြီးကြက်တဲခက်ခဲနေတယ်လို့ TNL ကပြောပါတယ်။အဲ့ဒီအခက်ခဲအကြက်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလေတဲ့အနေနဲ့နေဆက်ဂိတ်တွေပြန်ဖွင့်ပေးဖို့မေလ28ရက်နေ့သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာတအောင်တက် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး ကြီးတာပန်လာက တောင်းဆိုခဲ့ပါတယ်၂၀၂၉စစ်စင်ရေးဒုတိယပိုင်းအပြီးမှာတရုတ်မြန်မာတိစပ်နေတဲ့နေဆက်ကုံသွဲရေးဂိတ်တွေကိုတရုတ်နိုင်ငံက၂၀၂၄ခုနှစ်စွန်လကတည်းကပိတ်ထားတာအခုဆိုရင်တနှစ်ကျော်ရှိနေပါပြီ။ တရုတ်ပစ္စည်းတွေမြန်မာဘက်သို့တင်သွင်းတာကိုတရုတ်ဘက်ကပိတ်လိုက်တာကြောင့်မြန်မာကုန်သည်တွေကြားမှာလည်းကုန်သွယ်ရေးအကျပ်အတည်တွေရှိနေပါတယ်။တရုတ်ဘက်ကသွင်းကုန်တွေပိတ်တဲ့အထက်မှာမြန်မာဘက်ကအ धिक မိခိုအသုံးပြုနေကြတဲ့အိမ်သုံးပစ္စည်း၊လူသုံးကုန်၊ဆေးဝါး၊လျှက်စပစ္စည်း၊ဆိုင်ကယ်နဲ့ဆိုလာအပါဝင်ဘီလက်မြေလိုအိမ်ဆောက်ပစ္စည်းတွေပါဝင်နေပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။